မင်္ဂလာပါခင်ဗျာ Listener Heaven Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ငွေတိုင်မဂ္ဂဇင်းမှာမမိုးဖြူရေးသားထားတဲ့စိတ်တစီဆိုတဲ့ဝိတ္တုကိုဖတ်ပြမှာပဲဖြစ်ပါတယ်စိတ်တစီကျွန်တော်မောရပါပြီလောကတွင်လိုက်သူမရှိပဲပြေးရခြင်းသည်ခံပြင်းစရာပါလကားဒါကိုတိလျက်နေလေကျွန်တော်မယဉ်နိုင် ပူပြင်းသောဘဝ၏တဲကန္နာရတွင်တောကမင်းကြီးကရဲ့ရဲ့ကိုရင်ဝဲပိုင်ရင်ဆက်၍ပြေးခဲ့ရပေသည်သို့တော်မလွတ်ခဲ့ပေရက်တီယာမရသောဘဝပြီးတော့ပြေးမလွတ်သောဘဝဤဘဝမျိုးမှာဘယ်သောခါရလွတ်မြောက်နိုင်ပါမည်နည်းကျွန်တော်မစင်စားတတ်ပေတကယ်တော့လေစိတ်တစေးကြီးမန်းကွင်းသည်ကျွန်တော်လည်းပဲမှာစွန့်မိစေပြီကျွန်တော်အဘယ်သို့ယုံနိုင်ပါဟံဝိဆိုသည်မှာနေရောင်ကြီးကြားရောက်သည့်မှန်သားမြင်ပမာ ရောင်ပြန်ဟက်တက်ပေသည်တကားယခုအခါကျွန်တော်ရင်ဝဲယူကျုံးမရနောင်တရခြင်းနှင့်စိုးရိမ်ပူပန်ခြင်းတိဟုသောမိခဲတို့သည်ဖွဲမိပမာတငွေ့ငွေ့လောင်ကျမ်းနေပါမကောဤမိကိုညှိမ့်တန်ဤအတော့ဒဲခန္ဓာရတလျှောက်ဝဲစမ်းရီကိုဖွေရင်မောခဲ့ရစီပြီစိတ်တစီကအရိတ်တွေလိုကျွန်တော်နောက်ပါဝဲလိုက်ပါလျက်တည်း ခင်ခင်နဲ့ကျွန်တော်တို့အိမ်တော်ရေးတက်တန်းတွင်ယရနာအစိုးရအပွားကလေးများထုံးကားခဲ့ပါ၏။သို့သောကျွန်တော်မျှော်လင့်သလိုတားယရနာများမပါဝင်ခဲ့စစ်စစ်ပေါက်ပေါက်တမီးမင်းကလေး၃ယောက်သာသည်တမီးတကောင်နွားတစ်ထောင်ဆိုသည့်ဝင်ကို ကြောက်လွန်းသဖြင့်တမီးမင်းကလေးကိုမတောင်းတမိခဲ့။သို့ပင်ဖြစ်စီရလာပြန်တော့လေယင်သွေးယင်နှစ်တွင်မှချစ်ရသည်မှာမိဘတို့ဓမ္မတာသည်သမီးအကြီးမလေးနီလာသည် အလက်မကြီးပြားလောက်မဝလာခက်သွဲသွဲလေးပင အငဲဆုံးတီတာက နီလာလောက်မညံ့ပေမယ့်ခက်ကြစ်ကြစ်နဲ့တောင့်တောင့်တင်းတင်းရှိပေသည်အရွယ်လေးတွေကမတိမ်မယိမ့်မို့ဒင်းတို့တွေပြိုင်းတူအပြိုဖားဖားဖြစ်လာမိအချိန်ကိုတွေး၍ရင်လေးနေခဲ့ဒီမှာကြာကြည်ပြီးသို့တော့အလုံးလိုလိုတိမ်မွေ့အေးဆေးစွာဖြင့်မိဘစကားကိုတယိုတသေးလိုက်နာတတ်ကြသည်မို့ကျွန်တော်စိတ်သက်သာဝင်ရခဲ့ပေသည်သို့နှင့်ဖြောင်းမှုသောလမ်းမဝယ်ကျွန်တော်တို့မိသားစုသည်အေးချမ်းစွာရှောက်ခဲ့ရလေသည် တိဒချစ်သူတခါတည်းရန်လောကတွင်မထင်တာတွေဖြစ်တတ်တယ်လို့မမျှော်လင့်တာတွေလည်းရင်ဆိုင်ရတတ်ပေသည်ကျွန်တော်သမီးအငယ်ဆုံးတည်တာသည်ချစ်သူရှိနေပြီဆိုပါကလားယောက်ျားရင်းမာကြီးပေမယ့်ချုပ်တီး၍မရနိုင် ကျွန်တော်ဒီတက်တီကြောင်လုံးလေသလားမပြောတဲ့ကိုယ့်ရင်ထဲမှာအသေးနှလုံးကိုသူတော်ဘာလူယူခံလိုက်ရတယ်လို့ဟာကနေပြေသွားမိသည်ဖြစ်ရလေမက်ရွှေတည်တာငယ်အေးလှိုင်းတဘို့သည်အေးထန်စွာရိုက်ပုံနေတော်ဤ သူ့အလျောက်ကျွန်တော်ကဘာသည်ကွဲအဆာပြူလာသည်ဤမအဆာစိတ်တဆေသည်လဲကျွန်တော်ဘဝထဲသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ရှင်မွေးလာတဲ့တမိလေးကြရဲ့ဖြက်စည်းသူမပေါ်အောင်ကြိုးစားပေုံကိုလေးမောင်ရေဖះဖះကဘာဟောင်းမှမမြခတ်သည် ကျွန်တော်နားဝမှလာ၍អော်နေသည် ကျွန်တော်ဒီနားကိုပိတ်၍အံများကြိတ်ထားမိရှင်ကိုယ်တိုင်သမီးမိန်းကလေးမွေးဘူးတဲ့တနေ့မှာတော့မိခိုင်တို့အပေါ်စာနာကောင်းပါရဲ့ကိုလေးပေါ့ ဟင်ဟင်ကြုံမကြပါရစီနဲ့မကြပါရစီနဲ့ကျွန်တော်ဒီအယူလို့အော်ဟစ်ပြလိုက်မိပြီကျွန်တော်ဘာဖြစ်ပါလဲစင်စစ်မမ်းမြခန့်နဲ့မိခိုင်တို့ဒီကျွန်တော်ကိုဤစကားမျိုးမဆိုခဲ့ကြကြီးတေးဒီအထိခွင့်လွတ်နိုင်သည်မှာပဲတို့ပါလေရဲ့သူတို့မရှိမှဤစကားတန်တို့ဒီဘယ်ရက်ကထွက်လာကြပါလဲကျွန်တော်နားဝမှာတော့ရှံနေသည် အထူးသဖြင့်ယနေ့တွင်ဤအတန်တွေကပို၍ကျေလောင်လာသည် အသေးသေးသို့ထိုးပေါက်ဝင်လာသလိုစူးရှာလုံးသည်ခံရခက်ပြင်းထန်လုံးသည်နှင့်အမျှကြင်းများတုံလှုပ်မောဟိုက်ရပေသည်ခွင့်လွတ်ကြစမ်းပါဗျာခွင့်လွတ်ကြစမ်းပါကျွန်တော်အတန်ဒီအပြင်းတို့ထွက်မလားယင်ဝမှာစုတ်လျက်ရှိသည်ကျွန်တော်တပ်ပြင်းချတဲ့သည်မိမြကျေလောင်သွားသည်မသိအိမ်မောကြနေသောခင်ခင်မင်းလျင်လူးလွန်လာသည်ဘလို့ဖြစ်နေတာလဲမောင်ရဲ့ထိုးအပြေကိုကျွန်တော်ပေးနိုင်စွမ်းမရှိပါကြီး မောင်ဝင်းထဲမှာဘာတွေဖြစ်နေတယ်ဆိုတာခင်သိခွင့်မရဘူးလားယဖြစ်နိုင်ရင်မောင်စိတ်သက်သာခွင့်ရအောင်ခင်လည်းကြိုးစားပေးကြပါလေမောင်ယစစ်စနီးကမျက်ရည်ဝဲဝဲနဲ့ဆိုလာပြန်တော့ကျွန်တော်ယင်မှာစုနေနေနဲ့မထွေးနိုင်မအံ့နိုင်ဖြစ်ရပြန်သည်တိရအတွက်ဒီလောက်လဲစိတ်အပင်မမခံပါနဲ့မောင်ယခင်ကြည့်ပြီးတော့ဖြောင်းပြပါဦးမယ်တမိဟာဒီလောက်လဲမိုက်မယ်မထင်ပါဘူးပြီးတော့ဒီပြဿနာမျိုးဆိုတာတမိမိန်ကလေးမွေးဘူးတဲ့မိပါတိုင်းအဖို့ မဆန်းလာတဲ့သဘာဝပါကွယ်။အင်းပြောပေအောင်မတ်ရွှေခင်ကြီးဒီလောက်သာဆိုချင်တော့ဒီသူကအပြစ်မဲ့တော့မိခင်မေကိုဒီတော့ကျွန်တော်ကလည်းသူ့လိုပဲထင်ဟန်တူပြီးကျွန်တော်ရင်ထဲမှာပို၍ပို၍ကြက်လာသည်ချွေးသည်ချွေးပေါက်တို့သည်ကိုယ်ထဲမှာအံထွက်လာကြသည်တကယ်တော့ဤချွေးရည်ပေါက်တို့သည်လူမိုက်ကြီးကျွန်တော်ဤတစ်ချိန်တစ်ခါအမားများကို စေးကြောပြစ်နိုင်စွမ်းမရှိကြပါတကား လိပ်ပြာစိုးကြီးကိုလေးမောင်တက္ကသိုလ်နယ်မြေမှာပန်းလှလှလေးများကို တပွင်ချင်းခြေပြတ်မိသည်မှအစားဤနာမကိုကျွန်တော်ခံယူခဲ့ရခြင်းဖြစ်သည်ပန်းဆိုတာပွင့်လို့ရင်းလာတဲ့တနေ့မှာအလိုလိုကြွေရစမြဲပဲဒီတော့မကြွေခင်ဝိရီတောက်တုံးရတာလိပ်ပြာလေးတွေရဲ့အမြဲအစုံလေးတစ်ခုပဲပေါ့ဗျာဟဲ့ဟဲ့ထိုချင်းကကျွန်တော်ညီမောတန်ဒီအင်းရကံပေါင်းကိုရိုက်ခတ်လာတော့လိုင်းလုံးတို့အတန်ကိုပင်တွမ်းမိုးနိုင်ခဲ့ပေသည် ်ခက်ဒီမှာကျွန်တော်ဒီရုပ်ချောအပြောကောင်းသလောက်ဥစ္စာပေါ်ခြင်းပင်ဖြစ်ဘိုးစဉ်ပေါင်းဆက်လည်းဧကပေါင်းမြောင်များစွာအမွေဆက်ခံရရှိခဲ့သောဆန်ရှင်တရားသူကြီးတဦးတဦးရီတော်သားပြီပြီမော်တော်ကားတဝီဝီနဲ့ပြိုမဒီမနူးမနတ်တို့ဘဝင်ကြလောက်အောင်အချိန်မြင့်ခဲ့ပြီဒီတက္ကသိုလ်ရောက်စာမိကောင်ပေါင်းမလေးတို့ရဲ့စိတ်ကလည်းမရင်မမြင်ဖျောင်းခဲခက်ဆန်ဆန်မှုအပြောကောင်းသလောက်ရရောတတ်သောကျွန်တော်ကိုကိုမီးခဲနှင့်တွေ့လိုက်လေ အလိုလိုပျော်ပြောင်းလျက်လိုရာပုံသွင်းဖော်ယမင်းဖြစ်လာတတ်ကြတော့သည်သို့တော်ဤအထဲတွင်မမျှကတ်တရားမပါဝင်ခဲ့ကြောင်းကျွန်တော်ဝန်ခံရတော့မည်ရုပ်ရည်နှင့်နှုတ်ပလီကို၎င်းငွေနှင့်မတော်ကားကို၎င်းယုံမား၍ပုံထားမိခဲ့ရှာသောစစ်စုပုပုနုနုတို့ကြတွင်မမျှကတ်သည်တပါတာထူးကြနေသည်ရင်းချက်သောအိန္ဒိယနှင့်ခိုင်မာလုံးသောစိတ်တဲ့ကြောင့်အခြားအခြားသောသူများတဲ့သူ့ကိုယ်မူတစ်နှစ်ကျော်မြတ်ကက်ကက်ခဲခဲကျုံးသွင်းယူခဲ့ရလေသည် အင်းရကံပေါင်းတွင်မမြခတ်နှင့်ကျွေးလဲတွဲခဲ့ကြပြီးနောက်များမကြမီပင်သူ့ကိုကျွန်တော်ခွာခဲ့ပြန်သည်ဤသည့်နောက်ဝယ်မမြခတ်တယောက်တက္ကသိုလ်နယ်မြေမှရုတ်တရက်ပျောက်ကွယ်သွားခဲ့တော်၏ဤသည်ကိုပင်တက္ကသိုလ်ကျောင်းတော်သားကြီးတို့ကပန်းတပွင့်ကျွေးခြင်းဟုတင်ညာပြုကြကုန်၏နောက်တစ်ယောက်မှာမိခိုင်ဖြစ်သည် သူ့ကိုတော့မမြခတ်တုံးကလောက်ခက်ခက်ခဲခဲမရှိလားမိခိုင်သည်ကျွန်တော်အတွက်ဇက်စရာအလုပ်ကြကြရမည်ကချီတယ်မှလေးသာဖြစ်၏ အသက်ပြားငွေ40ကျပ်ဖြင့်အိမ်မှုဘာဟိယကူညီဖို့ခေါ်ယူထားသည့်အိမ်ပေါ်မှလေးဖို့သူသည်ကျွန်တော်ပြုသည်မြနူရမီဘဝသာဖြစ်သူနှင့်တမေတမောအပြင်းတော်ဖြေခဲ့ပြီးနောက်ဒုံးစံအတိုင်းစီမံရပြန်သည် သူ့ကိုငွေ900ပေးပြီးအိမ်မှခွာစေခဲ့သည်တော်တော်မိခိုင်က အာကကလေးမှပင်ဒီကျမပိုင်ထဲကရှင့်ကလေးကိုဒီငွေနဲ့တံမိုးဖြတ်သလိုက်ရင်ကဲလျှော့ထိုကဲ့သို့ပြောပြောဆူဆူနဲ့ ကျွန်တော်မျက်နှာတက်တဲ့ကိုငွေတုံးနဲ့ပေါက်ရွေထွန်းသွားခဲ့သည်ကျွန်တော်ကအပြုံးမပြတ်ခဲ့သို့တော်ဤသို့တော်ကို ကျွန်တော်အကျေမချဲ့ကျင်တော့ပါယနေ့ဝယ်ယနေ့သီးခြားသမီးယန္နာတို့၏မေတ္တာသောဖြင့်စာနာခြင်းသဘောကိုနားလည်လာခဲ့ပြီမို့အတိတ်မှပြင်မရသောအမှားများသည် စိတ်တဆေဖြစ်ဖြင့်အကျဉ်းချင်းချောက်လန့်နေပြီမဟုတ်ပါလားတပတ်ခမ်းမှာသမီးတို့၏ဟောက်တန်ကိုခက်ပြင်းပြင်းချနေရ၏ တို့ကနှစ်နှစ်ခြိုက်ခြိုက်အိမ်မောကြနေပြီရောမြင်ကျွန်တော်ဒီအိမ်ယာမှာဖြင်းချင်းစွာထားရင်ဗရင်းတကားစီလျှောက်လာမိသည်တကားကိုဖွင့်လိုက်လျင်ပင်ညလေးပြေသည်အေးကနဲ့မျက်နာကို တိုးဝေဝင်ရောက်လာသည်ညသည်တိတ်ဆိတ်နေတော့လဲအပြင်းမှအတော်ပဲလှပနေသည်လာဝန်းသည်ပြစ်ပြစ်ဝဝသားလျက်တန်းကုံတို့သည်လာရောင်ကြီးငွေများရန်တို့ကိုလဲဆန့်ကြိုးဆိုရင်းအစွမ်းကုန်ပွင့်ရနေကြသည် မြက်ခင်းပြင်းတို့မှလည်းခါတိုင်းတက်ပင်တောက်တောက်ပါပါရှိလာသည်ခြံတော့တနေရာမှာပြင်းမပင်ကြီးသည် ခရဲရောက်ပွင့်ဖက်တို့ကိုတပွင့်ချင်းချွေချလျက်ညီပြင်းများကော်စိုးကိုအပွင့်ပေါ်ပေးနေ၏တစ်ချက်တစ်ချက်လေးအဝဲတွေပြင်းမကိုင်းငုံငော့တို့သည် ရှဲကနေရှဲကနေမြီအောင်ရိမ့်ထိုး၍အချင်းချင်းပွတ်တိုင်နေကြသည်ရုတ်တရက်ပင်ပြင်းမပင်ရင်းဝယ်လူရိတ်တစ်ခုခဝါဝါပေါ်လာသည် အကိုင်းရွက်တို့ကြားမှာပေါက်ထွင်း၍ဖြာကျလာသောလာရောင်အကွက်အပြောက်တို့သည်လူရွယ်တဝိသရံကိုမပိမတဖောပြနေ၏ကျွန်တော်သည်ထိုသရံကိုကြည်၍ရင်တွေခုန်လာသည်ဖယားဖယားငါတင်တယ်လို့မဖြစ်ပါသေးနဲ့ကျွန်တော်စူတောင်းမဆုံးမီပင်တမီးတို့အခန်းစီမှာစက်ကနေခြေတန်းတစ်ချက်ကြားလိုက်ရသည်ဟုတ်ပါပြီကျွန်တော်တင်သည့်အတိုင်းပါပဲမိုက်ရွှေတီတာသည်အခန်းထဲမှဘွားကနေထွက်လာပါပြီတီတာ ျွန်တော်ကအတန်တန်ကြီးဖြစ်អော်ရင်သူ့ရှေ့မှာတွားရက်လိုက်သည်သူကကြီးကန်းလူမိတလို့မျက်လုံးလေးကလဲကလဲနဲ့တောက်တောင်ကြီးရက်နေသည်လာဇန်အမိုက်မှာသူဇက်ဘိုးအစ်အစ်ကလေးကိုကြားနာခဲ့တယ်လို့စွဲဖြစ်လိုက်ရင်ပရင်းပအုပ်ရောက်စွဲခေါ်လာသည်မြင်းမပင်အောက်မှလူရိတ်ကမူအိမ်စီတို့မျောကြည့်နေစေပဲပြောစံဟိုဟာဘာတူလဲကျမကျမဘာလဲဒါနဲ့ရီးစားမုံလား ီတာကခေါင်းကိုကက်လေးလေးညင်ရင် ရှိုက်ရွေငိုလေသည်ဒီတော့လေကျွန်တော်ရင်ထဲမှာစိုးမြင့်မြင့်ကြီးဖြစ်လာသည်အသေးတက်ပစ်ခြင်းလောက်အောင်ပြင်းစင်နေသောရက်ဒေါသစိတ်တို့သည်တမီးဤမျက်ရည်နှင့်ရော၍အေးပြောခြင်းသလိုဖြစ်လာသည်တို့တော့စိတ်ကိုပြန်၍တင်လိုက်သည်ပြောစံဒီလိုဆင်းတွေ့တာဘယ်နှခါရှိပြီလဲနှစ်ခါနှစ်ခါကျွန်တော်ကဝမ်းကောင်းတန်ကြီးဖြင့်ပြန်អော်လိုက်ပြီး သမီးကမျက်လုံးလေးပြူးကြောင်ကြောင်နဲ့ကျွန်တော်ကိုကြည့်နေသည် ကျွန်တော်ယင်ထဲမှာပူလောင်လှပါပြီလူကြီးတိတ်ဆိတ်၍ဤနလှပတော်ညာချမ်းအချိန်တွင်နှစ်ဦးချင်းဆင်းတွေ့ကြသည်မှာနှစ်ခါပင်ရှိခဲ့ပြီဆိုပါလားဖေယားဖေယားသမီးချစ်သူသည်တစ်ချိန်ကငလေးမောင်လိုကြည်မြန်လက်မြန်ဆိုရင်ဖြင့်ကိုကျိုးနေရကြည်ရဲ့ကဲကဲမကရောအမိုက်ပါလေကျွန်တော်ဒီသတိလက်လို့ဖြင့်သမီးနသေးဆက်နားစီတို့တအားကုန်လွှဲ၍ရိုက်ချလိုက်မိသည် အမလီဖိဖိရဲ့သမီးလေးကအတန်ပြောင်းအော်ရင် ကျွန်တော်ရှေ့မှာပျော့ခွေလဲကြသွားတော့သည်သမီးအော်တန်းကြောင့်ခင်ခင်နီလာနှင့်ကြည်ပြာတို့သည်အိတ်မုံဆုံပွားပြီးတိုင်းတိုင်းပြေးလာကြလေသည်ကျွန်တော်ကဇပွဲပေါ်မှာမှောက်ချလိုက်ရင်အယူတယောက်လိုငိုကြွေးနေမိသည်ကျွန်တော်တကူလုံးမှာမလှုပ်ချင်လောက်အောင်ပဲမောဟိုက်နေပါတော့သည်သမီးလေးသမီးမစားဒီမှာ၅ရက်ပင်ရှိသွားပြီဟုခင်ခင်ကမျက်ရည်ဆက်လက်နေပြောပြသည် ကျွန်တော်ယင်ထဲမှာစိုးရိမ်ပူပန်မှုများဝင်ရောက်လာသည်ကျွန်တော်ကိုယ်တိုင်လည်းယနေ့အထိသမင်းမစားခဲ့ရယင်ထဲမှာအလိုလိုပြည်နေသည်လွန်ခဲ့သောနေ့ကသမီးချစ်သူဆိုသောတငယ်ဤဇင်းမြစ်ကိုစုံစမ်းသောအခါလည်းဘာမှတိတိကျကျမသိရနေမကျောင်းသားတဦးဖြစ်ပြီးအမေမရှိ အဖေကစရေးကြီးနှင့်ဆွေမျိုးတစ်သက်ဤအထောက်ပံ့နှင့် လာရောက်ကြောင်းတက်နေသောဥပစာကျောင်းသားတစ်ယောက်ဖြစ်ကြောင်းလောင်းပါလွယ်ပြီးမျိုးရိုးစင်မြေရေးရရမသိရခြင်း အကျံအိုက်လာသည်နှင့်အမျှအလိုလိုနေရဒေါသပြင်းနေမိသည်ကျွန်တော်ဒေါသပြင်းတိုင်းတစားခံရသူမှာခင်ခင်ပဲဖြစ်သည်မင်းမင်းအတုံးမကြလို့သီလားထိုကဲ့သို့အံကျုပ်ရပြောတိုင်းသူခမယာမျက်ရည်အရွယ်သားနှင့်ခေါင်းငုံခံရသည် ကြာတော့ကျွန်တော်ကိုကိုပင်ယုံမုန်းလာသည်တချိန်က ကျွန်တော်အတွက်မိန်းကလေးအမျှအမျှမျက်ရည်ကျခဲ့ရဖို့သည်ယခုသားမယားတွေရလာပြန်တော့လေကျွန်တော်အတွက်သူတို့မျက်ရည်ကျရပြန်ပြီ။ ။တမီးလေးတီတာဆိုလျင်အစာပဲအငတ်ခံနေပါဘကော။သူအခန်းထဲသို့ဝင်လိုက်နေပြီးမျက်လုံးအကြောင်သားနဲ့ပက်လက်ကလေးဖြစ်နေသောသမီးကိုတွေ့ရသည်။သူကကျွန်တော်ကိုမြင်လိုက်လျင်မျက်လုံးများကိုချက်ချင်းပိတ်ပစ်လိုက်သည်။တီတာသူကမထူးစောစောကလိုမျက်လုံးကြောင်လေးဖြင့်မော့ကြည့်သည်။သူမျက်နှာမှာဖြော့တော်တော်နဲ့ချောင်းကြနေသည်သမီးမစားဘူးလားသမီးမစားလို့ဟေးဘာကြောင့်မစားတာလဲ ရင်ထဲမှာပြည့်နေတယ်။ဘာလဲမိဘလောက်စာကိုမစားကျင်တော့ဘူးဆိုတဲ့သဘောလား။သူကခေါင်းကိုခါပြရင်မျက်ရည်များရှမ်းကြလာသည်။ခင်ခင်သည်သမီးနှင့်ဖအေကိုတလက်စီကြည့်ရင်မျက်နှာပြတ်နေသည်။ဒါဖြင့်စားရမယ်။တော့ခင်ခင်သမီးဘူးကဲ့။ခင်ခင်ထွက်သွားသောအခါသမီးသည်ကျွန်တော်မိုးကိုကြည့်ရင်မျက်ရည်များတွတ်တွဲကျနေသည်။ကိုတငဲ့နာမည်ကဘသူတဲ့လဲ။ကိုလှအောင် သမီးကမပြေချင်းဖြေချင်းဖြေသည် သူ့ကိုမင်းဘာမှတ်ပြီးကြိုက်လဲသူ့မိဘမျိုးရိုးအကြောင်းကိုဘာသိလဲသမီးမျက်နှာမှာရဲကနေဖြစ်သွားသည်ကျွန်တော်အမေသည် သူ့အတွက်အဖြေခန့်ဟန်စီသည် သူ့မိဘတွေကိုမင်းသိလားအဖေကကန်စီရီအမေကဆုံးသွားပြီတဲ့อืมဒါက तू ပြောပြတာမဟုတ်လားမင်းကိုယ်တိုင်သူ့မျိုးရိုးအကြောင်းဘာသိလဲခတ်တာပဲဒါပဲ မင်းတို့မိန်းကလေးတွေကလူတယောက်ကိုကြိုက်မိရင်ပြောသမျှအားလုံးယုံပြစ်လိုက်တာပဲနေပါဦးဟိုတငယ်ကမင်းကိုလက်ထက်ယူမယ်လို့ပြောဘူးလားသမီးကမျက်လုံးပြူး၍ကျွန်တော်ကိုကြည့်နေသည်ဒီလိုလေခုခေတ်လူငယ်တွေကအချစ်အချစ်နဲ့အချစ်ကိုရေလဲနဲ့သုံးပြီးတော့အချစ်နဲ့ပဲအဆုံးသတ်သွားကြတာအကြီးများကြတယ်လက်တက်ဖို့ဆိုတာကတိစက်မတွေးကြဘူးတွေးရမှန်းလည်းမသိကြဘူးဒါကြောင့်မေးကြည့်ရတာသမီးဒီငိုင်းနေသည် တွေးဝင်နေသည် ူကိုယ်တိုင်လည်းလက်တက်ဖို့အတီးတူးရကောင်းမှန်တည်သေးဟန်မတူကြီးဒီမှာတည်တာ လောကမှာဘာပဲလှုပ်လှုပ်လှုပ်သည့်မလှုပ်သည့်လှုပ်ထိုက်မလှုပ်ထိုက်ကြည့်ပြီးတော့ဆုံးဖြတ်ရတဲ့ Look before you leave ဆိုတဲ့သဘောမျိုးပေါ့လေအေးနင်းတို့လူငယ်တွေကတော့ဒါတွေသတိမထားမိဘူးချစ်လိုက်ရင်ညာကြပျော်ကြဖို့ပဲတွေးကြတဲ့လက်တွေ့ကြတော့မဟုတ်ဘူးတည်တာချစ်နိုင်တဲ့အခြေရှိကြပေမဲ့ညာနိုင်တဲ့အခြေအနေမျိုးရှိခြင်းမှရှိတာ အချစ်နဲ့အညာဆိုတာအများကြီးခြားနာတယ်အခုဟိုတငယ်ကိုမင်းချစ်နိုင်ပေမဲ့သူနဲ့မင်းကညားနိုင်တဲ့အခြေအနေမျိုးရှိရလားဆိုတာကြိုပြီးတော့မစဉ်းစားမိဘူးလားဒါပြင်တမီးနဲ့ကိုလာအောင်ကမတန်ဘူးမညားတင်ဘူးဆိုတဲ့သဘောလားဖေဖေဟိုဒီလိုမဆိုလို့ဦးတည်တာချစ်ကြတယ်ညားကြတယ်ဆိုတဲ့သဘောချင်းကိုကမတူကြတာပြောပြတာကဲမင်းရောဒီတငယ်ကိုလက်ထပ်ဖို့ဆုံးဖြတ်ပြီးပြီလားတကယ်လို့သူဟာသူ့ရွာမှာတားမရရှိနေခဲ့ရေသို့မဟုတ် သူ့မိဘမျိုးရိုးအခြေမမှန်ခဲ့ရင်ဥပမာကွယ်သူဟာဂန်စီရဲနဲ့မို့ပဲတခြားသူနဲ့သူ့ကိုတိတ်တိတ်ပို့မွေးခဲ့တယ်ဆိုပါတော့ဒီလိုလူမျိုးကိုမင်းကသဘောထားကြီးကြီးနဲ့ယူနိုင်မလားသမီးဒီငေါက်ကနေထထိုင်လိုက်ပြီးသူ့မျက်လုံးများကဝင်း၍လက်နေပြီးနှကန်းနှလောမှာလည်းတရွရွရလှုပ်ရှားလျက်ရှိသည် သမီးဒီကျွန်တော်ကိုတစုံတစ်ခုပြန်ပြောလိုဟန်ရှိသည်သို့တော်သူ့မှာဒီလောက်လည်းမဝင်ရဲချပါဘူးအစုံနိုင်မျက်နှာကိုလဝါးနဲ့ပိတ်၍ခြိုက်နေတော်သည်ခင်ခင်ဒီ ထမင်းဘွဲကိုကိုင်ရဲအကန်းဝါမှာကြောင်ရွေရနေသည်ကျွန်တော်သည်ခြာကနေလှည့်ထွက်ခဲ့သည်ယင်ထဲမှာအလိုလိုပူလောင်လာသည်ကျွန်တော်သည်တမီးကိုအီမြလာဝင်းရင်တီးတီးမပြောသင့်မီဒါကိုတီလျက်နဲ့ဘာကြောင့်ပြောခဲ့မိပါလဲသူ့အပြေကိုကျွန်တော်ကောင်းစွာသိပါသည်သို့သောဖွင့်ဟရမှာမဝင်မရဲလာပါတကားတကယ်တော့မမြခတ်နဲ့မိခိုင်းတို့ဟာကျွန်တော်ဒီတိတ်တိတ်ပုံကလေးများမွေးခိုင်းခဲ့မှုပြီကို ညကတောင်တွေးမြောက်တွေးနဲ့အေးရေးပြတ်ခဲ့တဲ့ပြင်ယနေ့မနက်ဝဲအိယာထာနောက်ကျသွားသည်ရေမိုးချိုးပြီးကော်ဖီတောက်ဆင်းလာချိန်တွင်အဲကန်းတွင်ဧည့်သည်နှစ်ဦးစောင့်နေသည်ကိုတွေ့ရသည်ဧည့်သည်နှစ်ဦးအနက်အသက်40ခန့်ဒေါ်သကြီးရုပ်ပေါက်နေသောလူကြီးတဦးနှင့်ဥပရိယုတ်ကောင်းကောင်းလူရွယ်တို့ဖြစ်ပေသည်ကျွန်တော်နာမည်လှောက်အောင်ပါဒါကကျွန်တော်ပဲပါလူရွယ်ကခက်သွက်သွက်မိတ်ဆက်ပြီးတော့ကကျွန်တော်တကူလုံးအကြောအချင်းများတောင်းနေသွားမိသည် တားစီရအရေးတကြီးစာရေးလိုက်လို့နေကလိုက်လိုက်ရတာပါဦးလေးမောင်ကျုပ်အနေနဲ့ကတော့ကလေးတွေစိတ်ချမ်းသာအောင်ကြိုးစားကြပါတယ်ဒီလိုကြားရတာဝမ်းသာပါတယ်မောင်နှောင်ကလည်းမိတဆိုးဆိုတော့ဖခင်ကြီးကိုပဲအားကိုပြုနေရဟန်တူပါတယ်ဟုတ်ပါတယ်ဦးလေးမောင်သူ့အမေမမြခက်ဟာသူ့ကိုမွေးပြီးတော့မိရင်းထဲမှာပဲစုံသွားတယ်ဘာမမြခက်လားဟုတ်ပါတယ်ဦးလေးမောင်တို့သိမလားပဲပိုတော့ကမမြခက်ရန်ကုန်တက္ကသိုလ်မှာလာနေဘူးသေးတယ် ရှစ်ဆက်ပြီးဘာတွေပြောနေသည်မသိကျွန်တော်နားထဲမှာကမမြခန့်မမြခန့်ဟူသောအတန်တွေက ကြဲကြဲလောင်လောင်ကြီးမြည်ဟိနေသည်မောင်လာအောင်ဤမျက်နာကိုတည်တည်ချာချာပြန်ကြည့်လိုက်တော့ကကျွန်တော်မှာတရေချောက်ခံရတယ်လို့ရင်ထဲမှာတိတ်ငနေခံသွားသည် သူ့မျက်လုံးမျက်ခုံးအလုံးသည်ကျွန်တော်မမြခန့်နဲ့တဆင်နေပါကလားဖះဖះမမြခန့်သားတဲ့อืมမမြခန့်သားငါသားဟိုငါယူရကြီးရဲ့ကျွန်တော်ဒီဝုံကနေထကုန်လိုက်မိသည် ထွက်သွားကြထွက်သွားကြကျွန်တော်အော်တိုင်းကြောင့်တာအပနေရောက်တာရောင်ရမ်း၍မတ်တက်ရက်လိုက်ကြသည်တွားကြလေတွားကြစမ်းပါခေခေသည်ကျွန်တော်ကိုအလန်တကြားပြေးဆွဲသည်ကြည်ပြားနှင့်နီလာကလည်းကျွန်တော်ကိုဝိုင်းဖက်ထားကြသည်တီတာကမူကျွန်တော်ချေရင်းဝယ်လူးလိုက်၍ငိုကြွေးနေသည်မောင်လောက်အောင်တို့တာအပနေရောက်ခြံဝါမှပျောက်ွယ်သွားခြင်းဝယ်ကျွန်တော်လည်းခြေဦးတက်ရာဆွတ်ထွက်လာခဲ့သည်သမီးကိုတက်ပစ်ပါဖေဖေရဲ့ တီရအတန်ဒီကျွန်တော်တန်ကက်လိုက်လာသည် ကျွန်တော်ခြေလမ်းများပိုး၍သွက်လာ၏မျက်စိထဲမှာမမျက်ခတ်တီရာနှင့်မောင်လောက်အောင်တို့သည်တယောက်တည်းပေါ်နေသည်ကျွန်တော်ရင်ထဲမှာမောဟိုက်လာသည်မျက်လုံးများလည်းပြာဝေလာသည်တဖြည်းဖြည်းခြေလမ်းတွေမှလာသည်တို့တော်ရက်နှားရမရပြေးရဦးမည်ဘယ်သောအခါမှခရီးဆုံးလေမည်မသိစိတ်တစေတို့သည်လည်းခရီးဆုံးတိုင်းလိုက်လာကြတော့မည်ထင်ရဲ့မမိုးဖြူ အခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာကိုစိတ်နှပြတရားမှချမ်းသာပါစေ